ပိပခနေမည်များရှိလက်လုံပိုင်းအန်တီကိုလည်းတတိထားကာကွယ်ပါမြန်မာနိုင်ငံအထက်ပိုင်းဒေသမှာပိပခနေမည်တစ်တေတိုးများလာတာနဲ့အတူမြင်းမြုံပိုင်းနဲ့ပောက်ကွဲစစ်တပ်တဲ့အန်တီတွေလည်းပိုဖြစ်ပွားလာနေပါတယ်အခုလိုများပြားလာတဲ့အတွက်ဘလို့ကာကွယ်ကြပါမလဲလက်လုံပောက်ကွဲစစ်တပ်တဲ့ပစ္စည်းတွေဟာပြည်တွင်းမှာလုတ်တယ်လက်လုံပောက်ကွဲပစ္စည်းတွေဖြစ်ပြီးတော့နေ့စဉ်အတုံးပြူနေတဲ့ပိပခတွေအတုံးဆောင်ပစ္စည်းတွေနဲ့ပြုလုပ်လို့ရှိပါတယ် အများအဖြစ်တော့ gas blend တွေ petrol တွေ8တွေ PVC plastic pipe တွေ glass ကစားစရာပစ္စည်းတွေနဲ့ပြုလုပ်လို့ရှိကြပါတယ်။နေရာဒေတာအလိုက်ကွဲပြားမှုတွေရှိနိုင်ပါတယ်။တချို့ဒေတာမှာတော့လက်လုံမိုင်းတွေဟာဝါအစစ်ပိုင်းတွေနဲ့တွဲလက်ချင်းအောင်ပြီးလက်စစ်ဝါယာကျူးတွေနဲ့ပြုလုပ်လို့လည်းရှိကြပါတယ်။လက်လုံမိုင်းအများစုဟာလက်စစ်ဝါယာကျူးတွေနဲ့ဆက်တွေ့ထားတာပါ။ရင်ဖြတ်မိုင်းပုံတရံကဲတူလည်းရှိနိုင်ပြီးထောင်ချောက် စင်မိုင်းတွေလည်းရှိပါတယ်။လက်လုံမိုင်းလို့ဆိုတာ ေါ်ပေါ်ဆဆမတွေးတင်ပါဘူးပြင်းထန်ပါတယ်လက်လုံမိုင်းဟာပြုတ်လုတူထောင်ထားတူရဲ့ရွေချက်အပေါ်မူတည်နေပြီးထိခိုက်တေဆုံးနိုင်ပါတယ်လက်နက်ကင်တပ်ဖွဲ့တွေဖောက်ထားတဲ့လမ်းပိုင်းတွေစခန်းတွေအတိတ်ကကြတဲ့ရေအီးရင်မြစ်တွေနေရာပြိပခတ်ဖြစ်ပွားခဲ့တဲ့ဒေသတွေရဲ့စေယုံစေခန်းတွေအကြောင်းတွေအနီးမှာမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရှိနိုင်ပါတယ် မတော်တဆဖြစ်ပွားခဲ့ကြောင်းသိရှိတဲ့နေရာကျွမ်းနွားစတဲ့တရိษံအယိုးစုတွေရှိတဲ့နေရာလူတော်လမ်းမပေါ်မြစ်ဖွားထားတာမြစ်တူးထားတာလက္ခဏာတွေအပြင်ဆွဲဆောင်မှုရှိတဲ့အရာဝတ္ထုတစ်ခုခုကို ဖွင့်ဖောက်ကခြံထားခဲ့တာတွေတွေ့ရှိပါကလုံးဝအနာကိုမတော်ပါနဲ့ဆက်စုခြင်းလည်းမပြုတ်ပါနဲ့ထောင်ချောက်မိုင်းတွေဖြစ်နိုင်တာကိုသတိထားပါ မိုင်းအန္တရာယ်နဲ့ပတ်သက်တဲ့တတိပိချက်တွေအမှတ်အတားတွေကိုတတိထားကြည့်ရှုပြီးတော့တွာလာလို့ရှားပါ ပြည်ပခဆောင်ဒေတာတွေမှာနေထိုင်သူတို့ဟာပထမခြေလန်းကိုကြည့်ဆိုင်ပါနောက်ခြေလန်းတလန်းမလန်းခင်တတိထားပါခြေလန်းတိုင်းဟာအန်ဒီနဲ့နီကန်နေနိုင်ပါတယ်မတော်တဲ့နေရာမတော်ပါနဲ့ဘိုင်းနဲ့တခြားပောက်ကွဲစီတတ်တဲ့ပစ္စည်းတွေရှိနေနိုင်ပါတယ်